ဟိုကိုနေလေးချိန်နေနေရောဒါလေးနဲ့ပတ်သက်ပြီးဘယ်လိုထင်လဲကျွန်တော်ကတော့လေဟိုလူငယ်ပြည်ပြည်ပေါ့ကျွန်တော်ဟိုအများနဲ့ကိုနိုင်ငံတော့ကျွန်တော် overseas ရောက်တိုင်းရှားနိုင်ငံတွေရှင်ကြီးလေးရှိရပေါ့နော်ရှားနိုင်ငံတွေဘယ်လိုတိုးတက်လာရည်လဲကျွန်တော်နိုင်ငံရှင်ကြီးရောကျွန်တော်အားမရတဲ့အချက်လေးကကျွန်တော်ဟို MRT လို့ခေါ်တဲ့ Metro Rail System ပေါ့နော်ကျွန်တော်မြေတာစစ်တလေးကိုပို့ပြီးအဆင်လေးမြင့်စေချင်တယ်ပြီးတော့ပို့ပြီးတော့လေဟိုရှိစေချင်တယ်ပေါ့ကျွန်တော်ဒီအနည်းအားဆုံးကျွန်တော်ဘင်္ဂလားဒေ့ရှ်မှာဆိုရယ်လူကြီးတန်းတရာ20လောက် ရှိတာပေါ့ကျွန်တော်တို့လူကြီးအစားပေါင်းများစွာရှိပဲလေဒါကာလူမျိုးကြီးမှာကျွန်တော်ဒီနှစ်ကုန်ပိုင်းတော့ကဒီမက်ထရိုရေးဥစ္စာတွေကိုကျွန်တော်ဖန်တီးနိုင်တဲ့အတွက်ကျွန်တော်လူငယ်တယောက်နေတော့ကိုယ်နိုင်မှာရှိစီချင်တာဟုတ်ဒီက MRT မျိုးပေါ့နော် MRT မျိုးအဲ့ဒါလေးကလည်းကျွန်တော်အခုကိုဆွေးနွေးနေတည်ရအောင်နော်အရင်ဆုံးအခုကျွန်တော်ကအစိုးရတက်တန်း9နှစ်ပဲရှိမှာဟုတ်9နှစ်တကာလမှာခုနဘတ်ကားတွေကိုခုနအစီအပြည့်နေတဲ့ဟာတွေကမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်တယ်လွယ်လေးလွယ်လေးပြီးတော့အချိန်ကြာဆုံးပဲဖြစ်တယ်လောက်ပြရမှာဒါပေမဲ့ တစ်ဖက်မှာစဉ်းစားကြည့်ရတယ်ဒီဘတ်ကတဦးချင်းစီကားသုံးပြုမှုထက်တော့ဒီတော့ပိတ်ဆို့မှုအများကြီးသက်သာအဲဒါပေမဲ့နောက်အဲ့ထက်ပိုပြီးတော့ဟိုဘတ်ကတစီးမှာလူ50 80ဆိုတော့ရထားတစီးမှာလူ1000နဲ့နီးပါးတိစက်နိုင်တယ်အဲ့တော့အချိန်နဲ့မှန်ဘတ်ကမှာရင်းတော့ပိတ်လို့ ရုံတော့ကြရတယ်လို့အချိန်မမီလို့ဟိုတကယ်တည်းယထာအချိန်မီသွားမယ်ဆိုရင်15မိနစ်ချိန်ဒီချိန်ရောက်လို့ရောက်မယ်လုံးလုံးတော့ကြ5မိနစ်3မိနစ်မပူဘူးပေါ့နော်အဲ့ဒါမျိုးဆိုတော့ခုနကကိုကိုနေလေးချိန်ပြောတဲ့ဒီ MRD ကိစ္စလေးကလည်းလုံးတင်တယ်ဒါပေမဲ့ MRD ကိစ္စလေးကတော့အစိုးရတစ်ဆက်တည်းမှပြတ်ချင်မှပြတ်မယ်ပေါ့ဒါပေမဲ့စီမံကိန်းကတော့ပုံအောင်စခဲ့လို့တော့ရတယ်စလဲစတင်နေပြီပြကျွန်တော်တို့ဟိုအရှိတော့အရှိမရှိတာဆိုလို့မြန်မာလူတော့ပဲကျွန်တော်တို့ပေါ့ပြင်းနေတော့စနေ အဗီနဲ့စတာမဟုတ်ကျွန်တော်စီတို့ပါရနေပြီ။ The rain တွေလုံးပါအောင်။ဟုတ်ကဲ့ဟုတ်ပါ။ဒီ the rain ပြီးရင်နောက် drink ကမယ်။အနီလိုက်အစိမ်းလိုက်အဝါလိုက်ပြလိုက်။ဟုတ်တယ်အကုန်စတယ်။ပြီးတော့ရထားတကယ်စပြီးသွားရင်စီဦးတွေလိုကဒီရထား project ဟုတ်ကဲ့ပါ။ဘူးလက်တတားတဲ့အချိန်နဲ့တတားတဲ့။ကျွန်တော်တို့ခုနဟိုဆွေးနွေးသလိုပါဒီလိုဟို bus နဲ့လုပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်နောက်မှာကိုနေလေးရှိလို့ဆွေးနွေးသလို MRT ထဲတော့မယ်။ရထားလိုက်ထဲတော့မယ်။မြို့ပဲရထားလိုက်ပေါ့။အဲ့ဒါထဲတော့မယ်ဆိုကျွန်တော်စပြီးစဉ်းစားတော့မှာအခုဂုံးကြော်တရားကြီးရှိနေပြီ။နောက် ဘတ်အဲ့မှာဘတ်စင်တဲ့ချိန်နဲ့ချိန်ကိုချိန်မှရပါတယ်။ယထာနေစင်းစင်းညဘတ်စင်းမှရမယ်ဆိုအတူတူနေရာကြီးကျွန်တော်ကျူပလန်ချမှရအောင်ကျူပလန်ချမှရအောင်ကျွန်တော်မဟုတ်ဘဲနဲ့ကဒီနားမှာကိုလိုကြီးဆောက်တယ်ခုနကမှဟိုရှိတာတကယ်လဲယထာပြီးမယ်ဆိုတော့ပြီးလို့မရတော့တဲ့ပြဿနာဖြစ်နေတယ်။အဲ့တော့ယထာနဲ့ပတ်သက်ရောဟိုကျွန်တော်ယထာလမ်းကြောင်းတွေပိုင်းနဲ့ပတ်သက်ရင်ကျွန်တော်အပြည့်ဆုံးဆွေးနွေးပေးရမှာအော် issue တော့ကျွန်တော်ဝယ်တင်လိုက်ပြီ။ဘယ်လိုနေရာတွေကို recommend ပေးခြင်းလဲ။ဘယ်လိုနည်းလမ်းနေရာပြီးရင်ကောင်းမလဲ။ဥပမာပြထိုင်းပါဆိုတော့နမ်ပါရရနေသွားတယ်ဒီမှာဘုံကျော်ရိုင်းခံပြီးမဖြစ်နိုင်တော့ဘူးအဲ့တော့ဘလို့နေရာတွေကို အနိထားတို့ combination တို့ recommend ပေးတယ်ဟုတ်ဟုတ်ဟုတ်ကျွန်တော်မျိုးဘက်ယထားကိုပဲအခြေခံပြီးတော့အိုင်လန်းကြောင်းပေါ်မှာပဲရင်သုံးစဉ်းစားတင်တယ်လို့ကျွန်တော်ထင်ပါတယ်ယထားလည်းရှိပြီးသားတယ်ရန်ကုန်မှာလည်းမျိုးဘက်ယထားရှိပြီးသားဆိုတော့အဲ့ဒါကိုပဲအခြေခံပြီးတော့စဉ်းစားတာပုံပြတာဆိုတော့ကျွန်တော် insight ရှိမယ်အနိထားမင်္ဂလာတော်ရှိမယ်ရှိမယ်နော်ပြီးဒီဒီကလပ်ဘန်ဂျန်တို့မီပြီးဒီဘက်ကနေမျိုးတယ်ပို့ချုပ်ပြီးဆိုတော့အနေနဲ့ရှိလို့ပဲရှိမယ်တော့တကယ်တော့တို့ကြောင့်လေးရရှိမယ်မြောက်တကုံရှိနေမယ်နောက်မှလည်းတမလုံးလေးမှလည်းကြောက်ရည်လေးလို့ရှိနေတယ်အဲ့တော့ဒါက ဟိုပတ်တာချိန်လိုက်လို့ရတယ်ပြီးတော့အိမ်ကြီးလည်းဖယ်စရာမလိုတော့ဘူးเนาะမြို့ပဲထားကောင်းတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ခုလက်ရှိမြို့ပဲထားတာခုနကပြောလူတို့က15မိနစ်တစ်ချိန်သွားနေမှာဆိုရင်ကားလမ်းတွေကရထားနဲ့သွားနေရတယ်ကပိတ်နိုင်တယ်ပေါ့ဟုတ်ပြီအဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘယ်လိုလုပ်သင့်လဲပေါ့เนาะမိုးပြန်ထားတဲ့လမ်းကိုတကယ်ဖော်ဆောင်သိပြီလားစဉ်းစားရတော့မယ်လူတို့ထင်တယ်ဟုတ်ကဲ့ဒါဆိုရထားလမ်းကြောင့်လည်းကားလမ်းပြန်မပိတ်ရအောင်ပေါ့မပိတ်ရအောင်မပိတ်ဘူးစဉ်းစားလို့ရအောင်ဘယ်လိုတော့ဟို dream ကြီးရေပြီးတော့အနိဒာအိမ်နေတဲ့ဘက်စီနဲ့ဘယ်လိုပြန်ချိန်မလဲရော ဒီ best နေချိန်တာကတော့လူဦးရေတိတ်တီးတဲ့နေရာပေါ့ဟိုအကုန်လုံး main point လို့ဟိုဟိုအဖက်ဖက်ကိုသွားလို့ရတဲ့နေရာ main point နေရာမှာမြင်းဒီကုန်းလိုမျိုးပေါ့ဗျာမြင်းဒီကုန်းလိုမျိုးအင်းစိန်လိုမျိုးနောက်မင်္ဂလာလိုမျိုးနောက်ဒီတွေတောင်ဟုတ်ကလားလို့ပါလေမြောက်ကလားလို့ဒီနေ့ဆိုတော့ကြောက်နေဘူးလားအဲ့ညရေနောက်ပြီးကြောက်ရေညွန်းလို့ဆိုလေစိတ်တွေပါရေသွားလို့လဲအဆင်ပြေတယ်ဟုတ်တယ်ဟိုအဲ့လိုဟာမျိုးတွေကြတော့ဟိုအဲ့ဒီကနေပြီးတော့အတူလေးတွေပေါ့နော်အဲ့နေရာမှာအိမ်သားတို့က ဟို bus station တွေကိုဒီပြန်ပြီးတော့ပြန်ပြန်ခွက်ထွက်သွားမဲ့ bus တွေကိုချိန်ပေးရမယ်ချိန်ပေးပြီးတဲ့ပြင်ကိုကိုပိုင်ကားနဲ့လာမယ်ဒါကဂိတ်ကိုထားလိုက်တော့မှာပေါ့ဂိတ်ကထားမယ်ငါးမိနစ်တစ်ခါပြင်ငါးမိနစ်တစ်ခါပုံမှန်တော့ထွက်နေရမယ်ဘာလို့ဟိုလူဆောင်ပြီးတော့မှထွက်ချင်တဲ့ချိန်ထွက်မယ်ဒီတော့အဲ့လိုမျိုးမရပဲလေဒီကကြော်တာရက်ဆောင်တာတော့မရဘူးငါးနိုင်ပြောချင်တာငါးနိုင်ရထွက်သွားတဲ့ကားကဒီဂိတ်စနဲ့ဂိတ်ဆောင်ကို6နိုင်မှရောက်မယ်ဆိုရောက်ကိုရောက်မှာ6နိုင်မှရောက်မယ်ဆိုရောက်ကိုရောက်ရမယ်ဟုတ်တယ်နော်ဒီကြားထဲမှာဂိတ်ဆောင်လေးလို့ကြားတယ်လို့ နောက်ကဖရက်ကရှိရောက်လာလို့မရအောင်ဒီ15မိနစ်တချိန်မှာစောင့်ရမှာသူကျွန်မလေးကြာစောင့်ပါစကားရတဲ့သူအလှည့်ကြစောင့်တယ်လို့ဒီယထာကဘယ်လာမယ့်ယထာကဘယ်ဒီကိုဘယ်ချိန်ရောက်မယ်ဆိုရင်အဲ့မှာထွက်မကားရရလေအစင်းသိရှိရမယ်အစင်းသိရှိရမယ်အဲ့ဒါတောင်အဲ့ဒါကဟိုနေ့စဉ်လုပ်သွားနေတဲ့လူတွေရဲ့အချိန်ကိုဟိုဖြေလျှော့လို့ရနိုင်မယ်နီလန်ပေါ့နော်အဲကျွန်တော်တို့ခုနက ရင်ကျော်ပိတ်ဆို့မှုအတွက်ကကျွန်တော် recommend ပေးတော့တာ bus ကြီးဆင်းမြင့်မှုပြီးတော့ bus ကြီးလမ်းပေါ်တမင်လမ်းမီးသေးသေးပိတ်နေတာမျိုးတွေရှောင်ရမယ်အင်ဂျီကြီးနေဖို့အတွက်ကအနိထာခုနပြောတဲ့လေစိမ့်နဲ့လည်းခြေလိုက်ပြီးရထားနဲ့လည်း bus နဲ့ခြေလိုက်ပြီးနောက်တစ်ခုချိန်ဖို့လို့လိုသေးတာကျွန်တော်မြင်တာပေါ့နော်ကားနဲ့လာတဲ့လူတွေအဝေးရနေလာတယ်ဒါပေမဲ့ကားရက်ဖို့ကားပတ်ကင်မှာထားခဲ့တော့နော်အမျိုးတည်းဝင်တဲ့အချိန်မှာ bus နဲ့ပဲသွားအနည်းဆုံးနေရာနေကိုယ့်ရင်ကိုကားနဲ့ပြန်လဲပြန်အဲဒီလိုမျိုးလေးလုပ်ဖို့တော့ကားပတ်ကင်နဲ့ ကျွန်တော်လုပ်ပြီးမယ်နော်၂ထပ်၃ထပ်လောက်ရှိပြီကပါကင်ဒီတော့လုပ်ပြီးရမယ်ထင်တယ်ဒါပေမဲ့တာရက်အကုန်ကြီးရှိတော့သွားမယ်ဟာလေးတွေပေါ့အခုလက်ရှိချိန်ဒီတော့အားမရကြတာတော့မှန်မယ်လို့ကျွန်တော်ထင်တယ်လူလူတွေကလည်းအခုခဏခဏကပိုင်းလိုက်တာတို့အဲမင်္ဂလာဆိုခိုင်းပြီးပြတ်တာတို့လည်းကြာကြာကြာနေကြတာဆိုလေဟုတ်နောက်တော့ဒီမိငောအဲကိုကိုနေချိန်တစ်ခါပြောဘူးတာရှိလေဟုတ်ဗျာအဲဒီဒီ water taxi သဘောမျိုးလေးနေပြောတော့အဲ့ဒါလေးကိုဘယ်လိုလုပ်တင်လဲပေါ့ အဓိကတော့ကျွန်တော်တို့ဟိုကျွန်တော်တို့ကတော့ရှိပြီးသားပေါ့ဂျက်တီဆိုတဲ့ဥစ္စာလေးပေါ့နော်အဲ့ဒါလေးတွေကဟိုလူငယ်တွေရမှာတစ်ခါတစ်ခါတော့ဟိုပေါ့ပါလေးတစ်စီလေးနဲ့စီနဲ့ဂျူလီလေးကြီးနဲ့ဆိုရှယ်မှာတင်ပြီးတော့အခုကျတော့နည်းနည်းလေးပြန်ပြီးတော့အားယော်ရတဲ့အချက်ကကျွန်တော်တို့အဲ့နေရာကိုသွားဖို့ကျွန်တော်တို့ကအချိန်ကနည်းနည်းလေးဟိုဂျန့်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ15မိနစ်လောက်လမ်းလျှောက်သွားရတဲ့နေရာတို့ဘတ်ကားကြီးရနေပြီးအဲ့နေရာကို15မိနစ်လောက်ဥစ္စာတို့မလျှောက်ချင်ကြဘူးမလျှောက်ချင်တော့ကျွန်တော်တို့က ဟိုမင်းမြန်လေးသွားနိုင်ဘောကလေဘယ်လိုမျိုးတေပို့ဆောင်မလဲဆိုတော့အဲ့အဲ့အဲ့နေရာကိုစဉ်းစားပြလားကျွန်တော်တို့အဲ့ကိုသွားမဲ့လမ်းလေးမှာပဲသူတို့စိတ်ဝင်စားလို့ကျွန်တော်ညာဈေးလေးထားမလားဒါမှမဟုတ်ဈေးတန်းလေးထားမလားပြီးတော့ဒီကျွန်တော်တို့တပုံရိုက်လို့ကောင်းမဲ့နေရာလေးထားအဲ့လိုဆွေးဆောင်ပြီးတော့ပဲကျွန်တော်အဲ့တော့အဆင်ပြင်းပြင်းပြင်းတင်နိုင်ပြီတင်မလားဘောနော်ဒါမှမဟုတ်လေအနီထားတို့ပြောသွားသလိုပဲ best in the chain နဲ့ယထားနဲ့တွေ့သလိုလေစိတ်နဲ့ ကားကြီးနေနဲ့တွေ့ပြရတာပဲအဲဒါဆိုလို့ရှိရင်တော့နေနေသွားတဲ့လူတွေအချိန်ကုန်တက်တာတော့ဗောနော်နေနေသွားဆီလို့အချိန်ကုန်လို့ကုန်မယ်မသိအောင်အဲ့လိုမျိုးကျွန်တော်တို့ဟိုဖန်တီးဖန်တီးပေးရမယ်နော်ဟုတ်ပြီဟိုရုံသွားရင်လည်းမုံလေးဝယ်သွားတာအရင်ပြန်မုံလေးဝယ်ရတယ်ဗောနော်